ကဲစူပါရေချမ်းရဲ့ထိုးပွဲကြီးကတော့ပြီးဆုံးလို့သွားပါပြီ။ဒီပွဲမှာစူပါရေချမ်းကအကောင်ဆုံးလုပ်ပြသွားတယ်။မြန်မာပြည်သက်တွေချီကျူးရပါမယ်။ဒီပွဲကဘသူတော်ဖန်တီပီထားလေးဆိုတာကတော့ပြောစရာဝမရှိပါဘူး။ဘရော့ထန်ရဲ့ရောက်ပါဆန်ကားသိကိုအမြင့်တနေရရောက်ဖို့တော့စူပါရေချမ်းကိုလက်ကတိနေနဲ့သုံးတဲ့ပွဲလိုပဲပြောရမလားပဲ။နော်ဒါကတိကျတိကျပါရယ်။သူတို့ကအစကတည်းကစံညွှန်းရေးထားပြီးသား။စူပါရေချမ်းဟာဒီပွဲမှာသူပါကောင်လဲဆိုတာကို ချပြသွားပါတယ်နော်ဝဲနေထားကဘသူတို့ဖန်တီပြထားလေးဆိုတာကတော့ထပ်မပြောတော့ပါဘူးဒါပေမဲ့စူပါရီချန်ကဘာလုတ်ပြနိုင်တယ်လဲဆိုတာကတော့ကောင်းကောင်းကြီးကိုတတိယအချီမှာဆိုရင်ပြန်မဲ့ဖိုက်တာဆန်ကတန်းနောက်တောင်းချသွားအောင်တော့လုတ်ပြခဲ့တာပဲဖြစ်ပါတယ်အထူးသဖြင့်တော့နောက်တောင်းချပြီးမှရီချန်ရဲ့ပောက်ကွေအားတွေအကောင်းဆုံးပေါ်ထွက်လာတာပါအစောပိုင်းမှာပြန်ဘက်ကိုလေးစားမှုပေးလွန်လို့တောင်းဆိုချင်ပါတယ်တတိယချီကတော့စူပါရီချမ်းရဲ့အကောင်းဆုံးခိုက်တန်ပါပြီ စံကားတဲ့အတော်လေးဤသွားပါလေ။ဒိုင်ကအမှတ်ရမည်ဆိုရင်တော့ရေးလို့ရပါလေ။ဒါပေမဲ့တိကျတဲ့အတိုင်းပါပဲ။ချပြရရင်စူပါရီချန်ဘာကောင်လဲဆိုတာကောင်းကောင်းကြီးကိုချပြနိုင်ခဲ့ပါလေ။ဒီချန်တာဝန်ကြီးပါလေ။နောက်ထပ်ပွဲတွေရဖို့ထိုက်တန်ပါလေဗျာ။တန်ဘက်ဖြစ်တဲ့စံကားတစ်ကတော့တယောက်ပါဖြစ်တဲ့ရော့ထိုင်ရဲ့အကူအညီနဲ့ကောင်းကောင်းမွန်မွန်နဲ့နီးစနစ်ကောင်းကောင်းနဲ့ဒီပွဲမှာအသုံးချနိုင်ခဲ့တာကိုတွေ့ရပါလေဗျာ။